မင်္ဂလာပါကိုကျွန်တော် DVB ရပါခင်ဗျာဟုတ်ကဲ့မင်္ဂလာပါဗျာဟုတ်ကဲ့ကိုဟုတ်ကဲ့ဗျာဒီကနေ့တီရောအဲ့လိုပျောက်ဆုံးအဲ့လိုသမားတွေအတွက်ဆိုပြီးတော့လေဒီတက်ဆိုင်နေမိသားစုဝင်တွေကလာရောက်ပြီးတော့အဲ့လိုအမှုဖွင့်တိုင်ကြတာတို့ဟိုဒီလိုမျိုးအကူရစီအကူညီတောင်းခံတာတို့ရောရှိလားဘယ်လိုမျိုးနေထားရှိလဲကိုဟုတ်ကဲ့ရှိပါတယ်ခင်ဗျာကျွန်တော်တို့ဒီကနအုပ်ပိုင်းမှာတော့ဒီထိုင်းနိုင်ငံမှာရှိနေတဲ့ရွှေမျိုးရှိတဲ့လူတွေကတော့ကျွန်တော်တို့ဒီပျောက်ဆုံးတိုင်ကြတာတွေကျွန်တော်တို့ဟွာရဲတိဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ ဲစခန်းမှာမဟုတ်ကျွန်တော်ဒီအဘန်ကောက်ကျက်သူကျက်နာမကြီးကြီးမောထဲမှာပေါ့နော်လာထိုင်ယုံယုံပုံစံလာထိုင်ပြီးတော့ပေါ့နော်ကျွန်တော်ဟိုဟာသူတို့ team တစ်ခုလုံးပေါ့နော်လာထိုင်ပြီးတော့အပူခွင့်နာတွေဒီပြောက်ဆုံးတိုင်ကြတာတွေပေါ့နော်ကျွန်တော်ဟိုဟာလက်ခံပေးပါတယ်ဒီဘက်ချမ်းမှာဒီဖြစ်စင်မှာအဲ့လိုပြောက်ဆုံးတေဆုံးအဲ့လိုဓမ္မရတော့ကောဒီထိုင်ဆိုးရပေးတဲ့နင်နာကြီးကဘယ်လိုမျိုးဆောင်ရွက်နေလဲကိုဟုတ်ဟုတ်ကဲ့ ဒီပြောင်းဆုံးတဲ့တိတ်ဆုံးတဲ့အပေါ်မှာဆိုလို့ရှိရင်ကျွန်တော်ဒီပကန်ဆန်ခုံကတော့ပေါ့နော်ကျွန်တော်လက်ရှိမှာတော့ပြောင်းဆုံးတိတ်ဆုံးတဲ့လူကိုနင့်နာကြီးပေးတာဆိုလို့ရှိရင်ပုံမှန်ဆိုလို့ရှိရင်ဥပဒေရဆိုရင်ပေါ့နော်တယောက်ပငါသိန်းလောက်ကျွန်တော်ပေးတာရှိပါတယ်ခင်ဗျာဒါပေမဲ့လက်ရှိမှာတော့ဒီအမှုနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံသားတွေကိုဟိုဟာ ဘယ်လောက်ထိပေးမယ်ဆိုတာကိုတတိကျကျတော့ဟိုထုတ်ပြန်ထားခြင်းမရှိသေးဘူးပေါ့နော်ကျွန်တော်ဒီအာဘန်ကောက်နေမြေရုံကတော့ဘတ်ငါတောင်းဝန်းကျင်ပေါ့နော်ကျွန်တော်ဟိုထုတ်ပေးနေတာရှိပါတယ်ခင်ဗျတေဆုံးတဲ့အထဲမှာကတော့မြန်မာရွှေပြအလို့တမလက်ရှိမှာဆိုလို့ဆင်ကျွန်တော်တွေ့ရတလားတော့အယောက်30လောက်ပါမယ်ခင်ဗျတော့ဒီမှာဆိုလို့ဆင်အဲ contraction ကိုကျွန်တော်ဟိုတောင်းယူထားတယ်ပေါ့နော်အဲဆက်ကွန်တွေကအများကြီးရှိတယ်ဒီဆက်ကွန်အသေးလေးတွေကကျွန်တော်တို့ရဲ့အလို့တမတွေဟိုပျောက်ဆုံးတဲ့ဆင်ရဲ့အတိအကျကိုကျွန်တော်လာပြီးတော့မတိုင်ကြဘူး နောက်ပြီးတော့ဒီအေးခုနကကုမ္ပဏီအကြီးကြီးကကျွန်တော်လာတိုင်ကြားထားတာရှိတယ်ပေါ့နော်အဲ့စီးရင်တွေအရပဲကျွန်တော်ကလက်ရှိမှာသတိရသေးတာပေါ့နော်ခင်ဗျာသတင်းတတိကြသိတာတော့ညမာပြည်သားအလုသမားအရ30ဝန်းကျင်လောက်တော့ရှိတယ်ခင်ဗျာကိုရောဖက်ကိုညီနေတဲ့ဒီအလုသမားတွေရဲ့အခြေအနေလေးရောတစ်ချက်လောက်ပြောပြပေးပါလားဒါဆိုဟုတ် ဟုတ်ကဲ့ကျွန်တော်ဘက်ခြမ်းမှာလက်ရှိကုညာရာကျွန်တော်တို့ကြားပေါ့နော်ဒီထိုင်းနိုင်ငံဘန်ကောက်နယ်မြေယုံကျေပြီးလို့ရှိရင်ကျွန်တော်ဒီဘက်ခြမ်းမှာပေါ့နော်ပြောသမားရေးရရဲ့ပြီးလို့ရှိရင်ကျွန်တော်ဒီလူမှုဖူလုံရဲ့ပေါ့နော်ဒီအဖွဲ့အစည်း၃ခုနဲ့ပေါင်းပြီးတော့ကျွန်တော်ကနေပြီးတော့ဒီအဲလက်ရှိဟာနေနာနေတဲ့ဟွာမိသားစုဝင်တွေပေါ့နော်တကယ်ဟွာသွေးသားတော်ဆဲလူဆိုလို့ရှိရင်ကျွန်တော်ဒီမှာဘန်ကောက်နယ်မြေယုံကနေထုတ်ပေးတဲ့ကြောင့်နေနာကြီးကြဖို့အတွက်ကျွန်တော်ဖောင်တင်တာ၄ပြီးလို့ရှိရင်ဒီကဒုက္ခသည်ဖြစ်ကြောင်းပေါ့ကျွန်တော်ထောက်ခံစာလေးထွက်ထုတ်ပေးတယ်ပေါ့ထောက်ခံစာကိုကျွန်တော်တို့ เออยาบ่ถ้ามาจีท้องกันซาประมาณต้องဝင်เลยဆိုတော့ကျွန်တော်ဒီလက်ရှိဟိုอ่ะဒီငနှင်းဘေးကြာရောက်ွားတယ်ပေါ့เนาะဒီထဲမှာပါွားတယ်မှာမီတာစုဝင်ပါွားတာဖြစ်ဖြစ်ကိုယ်တိုင်ကြာရောက်တာပဲဖြစ်ဖြစ်ပေါ့เนาะဒီလူတွေရဲ့ဆိုင်းဆိုင်တယ်မရှိရဲ့လူဆိုတော့ဆိုရင်ဒီအထောက်ထားနေထိုင်းနိုင်ငံမှာပေါ့เนาะကျွန်တော်တို့အဲလွတ်လွတ်လပ်လပ်ပေါ့เนาะကျွန်တော်ဟိုထိုင်းနိုင်ငံမှာနေပြီးတော့ဒီလက်ရှိရမယ်ရပိုင်권တွေကိုဆက်လုပ်လို့ရမှာဖြစ်တဲ့ကြောင့်မို့ဒါကိုကျွန်တော်ဥစားပေးပြီးတော့လက်ရှိလုပ်ပေးနေတယ်ပေါ့เนาะနောက်တဲ့တစ်ခုကြတော့ပါလဲဆိုတော့ကျွန်တော်တို့တည်ဆုံသွားတဲ့လူတွေဆိုလို့ရှိရင်တည်ဆုံသွားတဲ့မိသားစုဝင်လာပြီးတော့ဆက်သွယ်တယ်ဆိုလို့ရှိရင်တို့ရဲ့အချက်လက်တွေ register သွင်းပေးတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ အဲဟိုဘက်ချက်မှာပေါ့နော်ကျွန်တော်တက်ဘော်ဒီလေးထုံနိုင်ဖို့အတွက်ကိုလည်းပေါ့နော်ကျွန်တော်ဒီအဲရဲစိမ်းဝါနေပြီးတော့ထုံနိုင်ဖို့တော့ကျွန်တော်ဆက်သွယ်ပေးတာရှိပါတယ်ခင်ဗျာဟုတ်ကဲ့ကိုနောက်ဆုံးနေတော့အခုလိုမျိုးပျောက်ဆုံးတိတ်ဆုံးအလို့သမားတွေအတွက်အမှုဖွင့်တိုင်ချဖို့အတွက်ကိုဘယ်လိုများဗာမြန်ပြောချင်ပါလဲပေါ့ကိုဟုတ် ကျွန်တော်အနေနဲ့ပြောတော့ခုနကလိုမျိုးဒီဆက်ကွန်အသေးလေးတွေဟာပေါ့နော်ကျွန်တော်တို့အဲဒီသလို့တွေဒီအစိုးရဌာနတွေမှာကျွန်တော်တခြားဖွဲ့စည်းတွေမှာမတိုင်ကြားနဲ့ပေါ့နော်သူတို့ရဲ့အတက်ခုကိုတောက်ပေးထားနေရမှာပဲနေဆိုပြီးတော့ချိန်ချောက်ထားတဲ့လူတွေပေါ့နော်ကျွန်တော်အနေနဲ့ဆိုလို့ရှင်ဒီမှာအစိုးရဌာနတွေကျွန်တော်တို့ကုညီမေးနေတဲ့အဖွဲ့အစည်းတွေကိုလာရောက်ပြီးတော့တိုင်ကြားစေချင်ပါတယ်ခင်ဗျာဘာဖြစ်လို့လဲဆိုတော့ ဒီသူတို့အဲ့လိုမျိုးလာမတိုင်ကြဘူးဆိုလို့ရှိရင်သူတို့ခုနစားရစားတယ်မရှိရလို့ဆိုလို့ရှိရင်ဒီထိုင်းနိုင်ငံမှာတရားဝင်နေထိုင်ခွင့်မရပဲနဲ့ပေါ့နော်ခုနအဲ့လိုမျိုးဘန်ကောက်ခရိုင်ရုံးကနေထုတ်ပေးတဲ့စားရအထောက်အထားမရှိတဲ့အတွက်ကြောင့်မို့လို့သူ့အနေနဲ့လည်းတရားဝင်နေထိုင်သူတို့ဥဖြစ်သွားမယ်ပြီးလို့ရှိရင်နောက်ထပ်ဒီ အဲငနေဘေးကနေပြီးတော့ဒုက္ခရလာတဲ့ဟိုအဲအချက်ရပိုင်ခွင့်တွေကိုလည်းပေါ့နော်ဌာနတတိယပေးတဲ့ရပိုင်ခွင့်တွေရမှာမဟုတ်ဘူးပေါ့နော်ဒါကြောင့်မလို့ကျွန်တော်အနေနဲ့ပေါ့အဲဆွေမျိုးတွေအနေနဲ့ဒီမှာချိနိုင်ကြုံမှာနှမတွေရပေါ့နော်ဒီလိုမျိုးတတိယနေ့ချင်းချောက်လို့ရှိရင်မကြောက်ပါနဲ့ရရန်ဝုန်းဝုန်းနဲ့ပေါ့နော်ကျွန်တော်တို့ဒီအဲကုညီပေးနေတဲ့အဖွဲ့အစည်းတွေအများကြီးရှိပါတယ်အစိုးရဌာနတွေကလည်းဒီဒုက္ခရောက်နေတဲ့လူတွေကိုတတ်နိုင်တဲ့များပေါ့နော်ကုညီပေးနေပါတယ် ဘာလို့လဲဆိုတော့တို့တွေရဲ့ဟိုရပိုင်ခွင့်တွေရဖို့အတွက်ကိုတို့တွေလာတိုင်ကြားမှသာလေတို့ခုအဲတို့တွေဒီအခွင့်အရေးတွေကိုရမှာပေါ့နော်တို့အနေနဲ့ဒီလိုမျိုးလာမတိုင်ကြားလို့ဆိုလို့ဆင်ဒီလိုဟိုတတိယနေပြီးတော့တို့အခုပြောတာပြောတာပဲဘာလို့ပြင်ပညာလို့ပြင်မယ်ပေါ့နော်ဒါပေမဲ့စရင်မရှိဘူးဆိုလို့ဆင်တို့အနေနဲ့ဥပဒေရေးရရပေါ့နော်ကာဘာမရှိဘူးပေါ့နော်ဒါကြောင့်မလို့တို့တွေရပိုင်ခွင့်တွေကိုအပြည့်အဝရနိုင်ဖို့အတွက်ကိုစရင်လာတင်ပေးဖို့အတွက်ကိုကျွန်တော်နေတိုက်တွန်းချင်ပါတယ်ခင်ဗျာ